မကူဒီကူနေဘူးမှာမကင်အားလာကြောင်းထားရတဲ့အိရာတောက်အောင်မှာမင်းတောက်ဖို့ရှိုးရောင်နေဆဲများဆိုတဲ့ကြပြာစာအုပ်ဟာအွန်လိုင်းပေါ်ဝင်ရောက်ရှင်ပြိုင်သူကြပြာကလောင်ရှင်300ကျော်တွေကအယောက်တရာကျော်ရဲ့ကြပြာတွေကိုရေးချဲ့ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ကြပြာပန်းကင်ပရာဟိတအဖွဲ့ဝင်တွေဟာစားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့ကြားတွေကအချိန်အားငွေအားအကုန်ပေးဆက်ပြီးပရာဟိတအလုပ်ကိုလုပ်ကင်နေကြတာမို့ အသင်းဝင်တွေကိုလေးစားချက်ဖို့တိုက်တွန်းခဲ့သူကကြပြဆရာချပြနေမှာဒီပရာဟိတအလုပ်ကတော့လုပ်ဖို့တော့တော့မလွယ်တဲ့ကိစ္စပါလုပ်ကြတဲ့ဘောအသင်းဝင်တွေရောပရာဟိတဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်အလုံးတော့လေးစားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်တို့ပရာဟိတဆောင်ရွက်နေတဲ့ညီညီမငယ်ကျွန်တော်ပါဝင်အားလုံးကတော့အကုန်လုံးကတော့ ုမိသားစုအတွက်နဲ့စောင်းနေရုံနဲ့ညွန်ကန်နေတာဒီကြားထဲကနေမှအချင်းအားငွေအားဒီကိုပြဆက်ပြီးတော့မှကျွန်တော်တို့က rider ကိုလုံနေကြတာပါအားရတဲ့လဲကလေးရတဲ့မလုံးနိုင်တဲ့နေရာနေတအားသေးလေပေါ့ကိုလုံးနိုင်တဲ့နေရာလေးရလုပ်ပြရတဲ့အတွက်ဝမ်းသာပါတယ်ကြည့်နေကဗျာပန်းကင်းပရိုက်တာဖွဲ့ကို2014ခုနှစ်ကကဗျာဆရာရီနဲ့စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး ပညာရေးထွက်တဲ့နေရာဒေသတွေကိုအဓိကလှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်။ကဗျာကိုပထမဆုံးဖြစ်ဝင်ပြိုင်ခဲ့တဲ့ကဗျာဆရာခတ်မှန်သွေးကတော့ကိုယ့်ရဲ့ကဗျာရင်းနဲ့ပရာဟိတလို့ရလို့ဝမ်းသာနေပါတယ်။သူဟာကဗျာဝါသနာရှင်လူငယ်တွေကိုလည်းအခုလိုပဲလက်ဆောင်စကားပါခဲ့ပါသေးတယ်။ပြောမပြရတဲ့လောင်ကိုဝမ်းသာရတယ်ခင်ဗျာ။နောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ကြပြာရည်ကနေပြီးတော့ပရာဟိတအဖြစ်ပြန်ပြီးတော့ပြုလုပ်မယ်ဆိုတော့ကုသိုလ်လည်းရပါတယ်ခင်ဗျာ။ကျွန်တော်တို့အနေနဲ့ ရှေ့တက်မဲ့ရှေ့လန်းတလန်းအဖြစ်လုပ်ပြီးတဲ့ဒီကဆရာကြီးကိုလည်းသိသူကျင်လို့လည်းမဆုံးဖြစ်ရပါဘူး။ဒါမဲ့ညီငယ်တွေငယ်ချင်းတွေအကုန်လုံးလည်းဖိတ်ခေါ်ကျင်ပါတယ်။သူသားပြီးတော့လည်းရည်သိကျင်ပါတယ်။နောက်ပြီးတော့အခုရှေ့မဲ့ရွေးချယ်ခံရတဲ့လူတွေရောဒီမဲ့ရှိမကြပါဘူးမရှိဘူး။ကြပါရေးလို့ဒါတွေလေးကိုရေးလိုက်တဲ့အားမရဘူး။ဆိုလို့ရှိရင်လည်းစိတ်တမကြသွားပါနဲ့လို့ရင်းရင်းနဲ့ပဲတိုးတက်လာပါလိမ့်မယ်လို့ပြောချင်ပါတယ်။ ရွှေဦးရောင်နေစဲမြကဗျာစာအုပ်ကရရှိမဲ့အကျိုးမြတ်အားလုံးကိုအနေနဲ့အရရက်ကပညာသင်ကြားဖို့အခက်အခဲရှိနေတဲ့ကလေးတွေကိုလှူဒါန်းသွားမှာဖြစ်ပါတယ်